ါတော့ရှင်းအဲ့လောက်လည်းရှင်းမပြဘူးဒါကဘူးအဲသူတိုင်းသွားလို့ရှင်းလဲဒီလိုမျိုးလေးကျွန်တော်ကပြောပြမယ်ဒါကိုကျွန်တော်ပြောပြမယ်အဲ့ဒီမှာ633မွေးကနန်းပြောတဲ့ဆိုင်ကလည်းအဲ့ထဲမှာ၈၆ခါလည်းကြာမလားမသိစစ်ရအောင်ပဲဗျာလေငါငါငါလို့ကြာပြီးရင်အဲ့ဒီငါဒီသူ့ရှိတဲ့ကနန်း၈၆ဆိုတဲ့ကနန်းဒီကြာလို့ရပြီပေါ့ဗျာဆိုလိုရတဲ့ဗျာထိုးမယ်ဆိုထိုးသွားကြပြီပေါ့ခုကအဲ့ဒါလေးနဲ့တိုက်ဆိုင်နေတယ်ပေါ့နော်အဲ့ဒါလေးနဲ့တိုက်ဆိုင်နေတယ်ကြာနေတယ်ပေါ့နော် ရစ်တက်ချသုံးလေးလိုင်းရှိပါလေထိုးမယ်ဆိုရင်ပေါ့ဒါငါးပါသူကတော့တက်တလုံးကျွန်တော်တို့ဒီမှာဒါအကုန်ဖရိတ်ပြပြီးရခုနှစ်တွဲဒီနဲ့ကြမယ်ပေါ့ဥမာနှစ်နှစ်ခွန်လို့ကြတယ်ခုနှစ်တွဲကကြအောင်မှာဆိုရဲသဘောလေးလေးကျွန်တော်ပြောထားတာနှစ်ခွန်ကြသွားလဲဒီလိုမျိုးပြောတာပေါ့အဲဒါဖရိတ်နဲ့ပုံပြားဒီသုံးလုံးနှစ်ကိုနှစ်ခွန်ရှိတွဲပြီးသူ့ရဲ့နောက်မှာနှစ်ခါထည့်ပြီးတက်လို့ပြတယ်နော်ဟာ ဒီသုံးလုံးနဲ့မှာတဲ့သူ့ရဲ့ပညာကိမှာနှစ်ခွန်ရှိတွေ့ပြီနှစ်ခါတက်ပြီတက်လို့ပဲလေနော်ဒီမှာကျွန်တော်ပြခဲ့တာကဒီသုံးလုံးနှစ်ကိုကျွန်တော်တို့ဒီချိန်မှာပေါ့နော်ခွန်နှစ်တွဲဆိုတာလေအဲ့ချိန်မှာကျွန်တော်ပြရတာဒီမှာခွန်နှစ်ကဒီမှာလာတွေ့တာအေးနှစ်ခါတက်ပြီတက်ပိတ်ပါတယ်ဆိုတော့ရတယ်နော်ပြောချင်တာကဒါဖရေရှိတယ်ဒီ၈နဲ့9နဲ့3တက္ကကတက်နဲ့နှစ်နဲ့3နောက်တကနှစ်နဲ့တက်နဲ့သုံးအေးနှစ်နဲ့တက်နဲ့သုံးတက်ပိတ်ကြီးပေါ့ဗျာသူကဒီလိုရှိတယ်အတက်က ဒီကောင်ကလည်းဗရိတ်ငါးကိုတက်တလုံးနဲ့ထည့်ပဲသားတယ်ဒီသုံးလုံးပစ်ဒီကောင်ကလည်းဗရိတ်ငါးကိုဒီဗရိတ်ငါးကိုဒီသုံးလုံးတက်မို့တက်တလုံးနဲ့ထည့်ပဲသားတယ်ဒီဗရိတ်ငါးကိုဒီသုံးလုံးတက်မို့တက်တလုံးနဲ့ထည့်ပဲသားတယ်ပေါ့နော်ခုနကပြောလို့ပြောပြီးပါပြီပြောတဲ့အခါကျတော့တော်တော်လေးကြာသွားတဲ့အခါကျတော့ဒါကတော့အခုပြောမှာကတော့ကျွန်တော်ပြောမှာကခုနကပြောတဲ့အတိုင်းပဲခုနကကြားနေလို့ကြီးရလို့အစ်မကျွန်တော်တို့ဘေကုန်မဆိုးလို့ဒီနေရာမှာကျွန်တော်တို့က40နဲ့ခွန်ခွာလို့ပဲဗျာ40နဲ့30နဲ့ခွန်ခွာလို့ပဲ မှာ20ခွန်ခွာတဲ့အတွက်ကျွန်တော်ပြောပြတာပါနော်ဒါသူ့ဘောတော့မလောက်ခဲ့တော့ပြစ်ထားတာလေပေါ့ဒီတိုင်းကြီးကနော်ဒါခုနပြဆောတော့တော့ရှင်းရှင်းလေးပါပဲ1တုံးတက်ရှိလား1တုံးတက်ကတော့ဒီဒီပလိန်နဲ့ကြာမှာပဲအဲ9တုံညာလေးကြာပြီတဲ့ဒီမှာအဲ့ဒီကဏ္ဍပဲနော်အဲ့ဒီဖရိတ်ရှိတယ်ဒါကြာပြီဒါကြာပြီအဲအဲရှိတယ်နော် ကဲထားလိုက်ပါကနန်းလေးတွေနောက်မှမှန်ပြန်နော်ဟောသူကလည်း break test break ငားဆိုတော့ break ငားနဲ့တူရမှန်တယ်ပြပြီးသားကိုပြန်ပြတော့ပြန်ပြတော့ဒီရောက်မှာပဲဒီကနန်းပြမှာလဲဒီကနန်းဟောပါတာမဟုတ်သူကအပိတ်ကဒီမှာက၃ညာပိတ် break ငား၉ပိတ် break ငား၈ပိတ် break ငားတက်ကအပိတ်လေးရှိတယ်သူကတက်တစ်လုံးနဲ့ငားနေဒီတက်မှုတက်နေငားတာဒီတက်မှုတက်နေငားတာဒီတက်မှုတက်နေငားတယ်ဆိုရင် ဒီကနန်းကိုပြမှာခုနပြပြကဲဒါစီနီယာနေကိုထည့်ကြည့်အောင်နော်လေးဒိတ်ဖြစ်ရမယ်ဒီသုံးလုံးကလေးလေးပြီးတော့သုံးငါးဒိတ်ဖြစ်ရမယ်ဒီသုံးလုံးကသုံး၆ဒိတ်ဖြစ်ရမယ်ဒီသုံးလုံးကနှစ်အဲ့လိုဖြစ်ပြီးသူ့ရဲ့နောက်မှာတဲ့ဒီမှာလေးထည့်ရနောက်မှာနောက်ပေါင်းလေးကိုလေးကားထည့်တာလားဒါမှမဟုတ်ဒီကနှစ်လုံးတော့ရှိတယ်နော်နော်အဲ့ဒီလေးထည့်ရနောက်မှာရှစ်လို့ထိတ်ကပိုင်းသေး၅ထည့်ရနောက်မှာရှစ်ထိတ်ကပိုင်းသေး၆ထည့်ရနောက်မှာရှစ်ထိတ်ပိုင်းသေး အဲ့လိုဖြစ်ပြီးလေးထိပ်ကနေနောက်ပေါင်းလေးကိုလေးခါထည့်ရလားလေးကနှလုံးတော့ပါတယ်ငါးထိပ်ရဲ့နောက်မှာနောက်ပေါင်းကိုကူးခါထည့်ရလား၆ထိပ်ရဲ့နောက်မှာနောက်ပေါင်း၆ကို၆ကခါထည့်ရလားနှလုံးတော့ပါတယ်အဲ့လိုဖြစ်ပြီးပထမဒီ၈ထိပ်ကနေ၅လို့ထိပ်ဒီ၈ထိပ်ကနေ၆လို့ထိပ်တတိယမှာလည်းဒီ၈ထိပ်ကနေခွန်လို့ထိပ်အဲ့ဒီမှာ၅လို့ထိပ်တာနဲ့ထိပ်နေပြီနဲ့ခွန်အဲ့ဒီခွန်ဒီဒီမှာထိပ်နေပြီနဲ့ခွန်ပြန်ခွန်ခွန်လို့ရေးထားတယ် မ6ထိတ်ထိတ်နေပင်းနဲ့ခွန်ကနေပြီးတော့ဒီမှာအဲ့ထိတ်နေပင်းနဲ့ခွန်ခွန်လို့ရေးထားတယ်ခွန်ထိတ်ကနေထိတ်နေပင်းနဲ့ခွန်အဲ့ထိတ်နေပင်းနဲ့ခွန်ထိတ်နေပင်းနဲ့ခွန်ခွန်လို့ရေးထားတယ်ခွန်ပလေးတွေရိုက်ချင်တော့အဲ့ဒီ9ထိတ်ကထိတ်နေပင်းနဲ့ခွန်ကနေပထမတစ်နှစ်နဲ့နှစ်သုံးနဲ့၄ခါအဲ့ဒီ၄ခါကဒီက၄ခါ၄ထိတ်ကို၄ခါလို့ယူဆရတယ်6ထိတ်ထိတ်နေပင်းနဲ့ခွန်လေးတစ်နှစ်နဲ့နှစ်သုံးနဲ့၄နဲ့9ခါအဲ့ဒီ9ခါကဒီက9ထိတ်ကို9ခါလို့ယူဆရတယ်ခွန်ထိတ်ထိတ်နေပင်းနဲ့ခွန်တနည်းနည်းနဲ့3နဲ့4နဲ့6ခါအဲ့ဒီ6ခါကဒီက6ထိတ်ကိုယူစတယ် အဲ့လိုဖြစ်ပြီးမှဒီ၄ခန်းကနေဒီသုံးလုံးတက်တက်လို့ရေးထားတယ်တက်ပိုင်သေးရိုက်တယ်အဲ့လိုဖြစ်မှဒီ၅ခန်းကနေဒီသုံးလုံးတက်တက်လို့ရေးထားတယ်တက်ပိုင်သေးရိုက်တယ်အဲ့လိုဖြစ်၆ခန်းကနေဒီသုံးလုံးတက်အဲ့မှာတက်လို့ပိုင်သေးရေးထားတယ်စီနီယာတက်အဲ့ဒီသုံးလုံးတက်ကနေသူ့ရဲ့နောက်တန်းမှာရှစ်လို့ပိတ်တယ်အဲ့ဒီသုံးလုံးတက်ကသူ့ရဲ့နောက်တန်းမှာခွန်လို့ပိတ်တယ်အဲ့ဒီသုံးလုံးတက်ကနေသူ့ရဲ့နောက်တန်းမှာ6လို့ပိတ်တယ်ပေါ့နော် အဲ့လိုပိတ်ပြီးတော့ကျွန်တော်တို့အဲ့လိုပိတ်ပြီးတော့ဒီမှာရှစ်ပိတ်တာနဲ့ရှစ်ခွန်တက်တီ6 6လို့ရေးထားတယ်။ခွန်ပိတ်တာနဲ့ခွန်ခွန်3တီကခွန်ခွန်လို့ရေးထားတယ်။6ပိတ်တာနဲ့6 9 3တီက8 8လို့ရေးထားတယ်။အဲ့လိုတွေအကုန်ရိုက်ပြီးပြီဆိုမှပရမကတ်တီကအဲ့လိုရိုက်မှဒီမှာကနောက်ပေါင်း9ရိုက်နောက်ထိတ်နဲ့ပိတ်နဲ့4ရိုက်တယ်။ထိတ်နဲ့ပိတ်နဲ့4ရိုက်တယ်။ထိတ်နဲ့ပိတ်နဲ့4ရိုက်တယ်ပေါ့ဒီကရှိဘူး။နော်အဲ့လိုရိုက်ပြီးပြီဆိုတာနဲ့ခဏ ဒီသုံးလုံးတက်ကန်နေဒီသုံးလုံးတက်ကန်နေနော်ဒီသုံးလုံးတက်ကန်နေဒီခွန်ဒီထိတ်နဲ့ပိနဲ့ခွန်ထိတ်နဲ့ပိနဲ့ခွန်ကိုဒီသုံးလုံးတက်ကန်နေဒီခွန်ကူအောင်ဒီ၄ခါက၄ခါထက်ပြီးမှဒီလုံးတက်ကန်နေဒီခွန်ကူတယ်ပရမဒုတိယမှာလည်းဒီသုံးလုံးတက်ကန်နေဒီခွန်ကူအောင်ထိတ်နဲ့ပိနဲ့ခွန်ထိတ်နဲ့ပိနဲ့ခွန်ကိုအဲ့ဒီမှာဒီက၅ခါက၅ခါကြာပြီးမှအဲ့သုံးလုံးခွန်ရိုက်တယ်နောက်တစ်ခါလည်းဒီသုံးလုံးတက်ကန်နေဒီခွန်ကူအောင်ခွန်နာကဒီခွန်ဒီခွန်ကို၆ခါက၆ခါထက်ပြီးမှဒီလုံးတက်ကန်နေဒီခွန်ကူတယ်ပေါ့နော် ကူလိုက်တော့နှစ်ကက်ကိုကြည့်လိုက်တော့ကြည့်လိုက်တဲ့ခါကျတော့အဲ့ဒီမှာဒီသုံးလုံးခွန်ရဲ့နောက်မှာတဲ့ဘာကြောင့်လဲဆိုတဲ့ခါကျတော့ခုနကဒီကနောက်ပေါင်းကိုပေါ့နော်ဒီကနောက်ပေါင်းကိုပေါ့နော်တကယ်ရှိပေါင်းကိုလေအဲ့ဒီမှာဒီသုံးလုံးခွန်ရဲ့နောက်မှာဒီသုံးလုံးကိုဆိုတဲ့ကဏ္ဍဒီအဲ့ဒီသုံးလုံးခွန်ကိုခါသုံးလုံးကိုလို့ရိုက်တယ်ခွန်လို့ရိုက်တယ်ပေါ့နော်ဒီသုံးလုံးခွန်ရဲ့နောက်မှာဒီသုံးလုံးကိုဆိုတဲ့ကဏ္ဍဒီအဲ့ဒီသုံးလုံးခွန်ကိုခါသုံးလုံးခွန်လို့ရိုက်တယ်ပေါ့နော်ဒီသုံးလုံးခွန်ရဲ့နောက်မှာဒီသုံးလုံး60 ကိုဆိုတဲ့ကနန်းသည်အဲ့သုံးလုံးခွန်ကိုခါသုံးလုံးခွန်နဲ့ရိုက်တယ်ဟောဒီမှာထည့်ပြသေးတယ်မထည့်ဘူးပေါ့နော်မထည့်ဘူးအဲ့ဒီမှာပရမကတ်မှာအဲ့လိုဖြစ်တဲ့အနေနဲ့ဒီကြာသီလေးမှာတဲ့ကျွန်တော်တို့စီနီယံလည်းဖြည့်ရမယ်ဒီကြာသီမှာ၈ထိတ်၉ထိတ်၃ထိတ်ဒီနေရာမှာ၃လို့လည်းဖြည့်ရမယ်ဒီစီနီယံမပြောတော့ဘူးနော်နော်ဒီ၃လုံးခွန်ဒီ၃လုံးကိုအဲ့၃လုံးခွန်ကိုခါသုံးလုံးခွန်နဲ့ရောက်ပြီအဲ့ဒါတပင်းနဲ့ပင်သုံးမှာဒီ၃လုံးက၈ပေါ့ဗျာအဲ့ဒီမှာ၈ထိတ်၉ထိတ်၃ထိတ်ဖြည့်ရမယ်ဒီ၃လုံး၃ညဖြည့်ရမယ် အကြာဒီကိုဒီသုံးလုံးတက်ကိုခွန်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 သုံးလီ20နဲ့တက်ရရောပေါ့နော်အဲဒီသုံးလုံးခွန်ဒီသုံးလုံးကိုကိုအဲ့သုံးလုံးခွန်ခါသုံးလုံးခွန်လို့ရတာဒီကြာဒီကိုသုံးလို့လည်းထည့်ရမယ်ဒီသုံးလုံးဒီ၃ရလို့ဖြစ်မယ်ဒီကောင်က၈၈ပြီးတော့၉ပေါ့ဗျာအဲဒီမှာကျွန်တော်တို့အဲ့လိုင်းသူရင်၃လေးလေး၃၃လေးလားလို့ပြောခဲ့တယ်မထည့်ဘူးနော်ဟုတ်ပြီနော်အဲ့ဒါလည်းပွေသုံးလုံးတက်မယ်ညံပြောမယ်အဲ့လိုဖြစ်မှာဒီသုံးလုံးခွန်ဒီသုံးလုံးကိုကိုအဲ့သုံးလုံးခွန်ခါသုံးလုံးက၉လို့ထည့်ပြီးဒီကြာစီမှာတဲ့ ဒီ၃လုံးက၃၃ညဖြစ်ရမယ်အဲ့ဒီမှာ၃ထိပ်ပိုင်းတွေဝင်ရမယ်အဲ့ဒီမှာဒီခွန်၃ဒီ20ခွန်ပိတ်ခွန်ပိတ်ခွန်ခွန်ခွန်ကဒီတက်ကိုတက်လို့ပိတ်လိုက်တယ်နော်ဒီ၃လုံးခွန်ဒီ၃လုံးခွန်ဒီကြံသေးမှာတဲ့ဒီ၃လုံးခွန်ကိုဒီနော်ဒီ၃လုံးခွန်ဒီ၃လုံးကိုကိုဒီ၃လုံးခွန်ကိုခါ၃လုံးခွန်တဲ့တယ်အဲ့ဒီကြံသေးမှာ၃ထိပ်ဖြစ်ရမယ်ဒီ၃လုံး63 3ညဖြစ်ရမယ်အဲ့ကြံသေးကိုဒီ၃လုံးတက်ကိုခွန်၄3ညတက်နဲ့ထည့်လိုက်တယ်ပေါ့နော်အဲအဲ့လိုထည့်ခဲ့ပြီးတော့ကျွန်တော်တို့ကသူ့ရဲ့အောက်မှာကဒီမှာကပြောချင်တာက 50ခွန်ခွာခဲ့လို့ပေါ့ဗျာ50 30ခွန်ခွာခဲ့လို့ပေါ့ဗျာဒီမှာ20ခွန်ခွာခဲ့တဲ့အတွက်ပြောပြတာပေါ့နော်အပေါ်တော့မလုပ်ခဲ့ဘူးပေါ့နော်ဟုတ်ပြီပထမကအဲ့လိုခွာပြီးမှခုနပြောတဲ့ဒီမှာဒီ3လုံး5ရိုက်တယ်ပေါ့နော်ဒီ3လုံး5ဆိုတဲ့ကဏ္ဍဒီ3လုံး5ဆိုတဲ့ကဏ္ဍကိုခုနကကျွန်တော်အဲ့ဒီ3လုံး5ဒီခုနကဒီ3လုံး3ညဒီ3လုံး1ကိုဒီ3လုံး1ရိုက်ပြီးအဲ့ဒီ3လုံး5ဆိုတဲ့ကဏ္ဍအဲ့ထိပ်3လုံး3ညကို6ထိပ်3ညထိပ်1ထိပ်ထိပ်3လုံး3ညလို့ထည့်လိုက်တယ်ထည့်တယ်နဲ့အဲ့ဒီချိန်မှာတဲ့ ။ဘာဖြစ်လို့လဲဆိုတော့ခုနက40ခွန်ခွာက80 40ခွန်ခွာကဒီခွန်ပိတ်ကခွန်ထိတ်နော်။ဒီနောက်ပေါင်းကိုဖြစ်တဲ့၄ပိတ်က၄ထိတ်နော်။အဲ့အောင်မှာဗရိတ်ငါ။အဲ့ဗရိတ်ငါဒီဒီသုံးလုံးသုံးညထပ်ပြောမယ်နော်။ဒီသုံးလုံးခွန်ဒီသုံးလုံးကိုကိုအဲ့သုံးလုံးခွန်ကိုခါသုံးလုံးခွန်ထိတ်တဲ့ဒီသုံးလုံးကဗရိတ်က၈။အရှိကိုဒီနေရာမှာသုံးထိတ်ဝင်ရမယ်ဒီသုံးလုံးကလည်းတုံညာဖြစ်ရမယ်အဲ့ဒီမှာဒီသုံးလုံးတက်ကိုခွန်ခွန်ခွန်သုံးလို့ဖြစ်တယ် အဲအောက်မှာ40နဲ့ခွန်လို့ခွာတာနဲ့အဲ40ခွန်ခွာဆိုတဲ့ကဏ္ဍဒီဒီခွန်ပိတ်ကိုခွန်ပိတ်နဲ့နောက်ပေါင်းကိုဒီ၄ထိပ်က၄ထိပ်နဲ့40ခွန်ခွာလိုက်တယ်အဲ့ဒီအောက်မှာဗရိငါးဆိုတဲ့ကဏ္ဍဒီဗရိငါးဆိုတဲ့ကဏ္ဍဒီခုနကဒီ၃လုံး၃ညကို၉ထိပ်၃ညထိပ်၁ထိပ်ကို၃ညလို့တက်တာနဲ့ဒီ၃လုံး၁ကို၁လဲပါတယ်ပေါ့ဗျာဒီ၃လုံး၁က၅ကိုအဲ့ဒါဆိုရင်ဒီက၃ညထိပ်ကို၃ညပိတ်နဲ့ရိုက်တာလားပေါ့ဗျာနော်အဲ့လိုပြောပြတာ နောက်တစ်ခါကျလဲဒီသုံးလုံးခုံဒီသုံးလုံးကိုကိုတခါအဲ့သုံးလုံးခုံခါသုံးလုံးကိုနဲ့ရတယ်ဒီနေရာမှာသုံးထိပ်ဝင်မှာဒီသုံးလုံးတုံချဖြစ်ရမယ်ဒီသုံးလုံးတကူခုံလေးတုံချသည်တက်လို့ဖြစ်တာ ਨੇ ဒီမှာက40 40ခုံပြီးဒီမှာ30ခုံခွာခဲ့တယ်ပေါ့ဗျာအဲ့ဒီ30ခုံခွာဖို့ဒီခုံပိတ်ကခုံပိတ်လို့ရတယ်နောက်ပေါင်းကိုကိုအဲ့ဒီသုံးထိပ်ကသုံးထိပ်နဲ့30ခုံခွာရပြီသူ့ရဲ့အောက်ကကြာသည်ဒီသုံးလုံးငါပေါ့ဒီတက်ကန်နေဒီငါကိုတက်တလုံးနဲ့ထည့်လိုက်တယ်ဒါဆိုဒီသုံးလုံးတုံချကို6 9 3ညလို့ဖြစ်ပြီးဒီ6ထိပ်က6ပိတ်နဲ့ ရိုက်လိုက်တယ်ပေါ့နော်အဲဒီမှာတော့အဲ့လိုမရိုက်ခဲ့ဘူးလား90 20ခွန်ခွာတယ်30ခွန်ခွာတယ်40ခွန်ခွာတယ်အဲ့ဒါကြည့်အောင်အဲ့လိုတွေရိုက်လိုက်တာနဲ့ပရမတ်ကမှာကျွန်တော်တို့ဒီသုံးလုံးအဲဒီသုံးလုံးဒီသုံးလုံးတက်ဒီသုံးလုံးခွန်ဒီသုံးလုံးကအဲ့သုံးလုံး၅လေးတက်၄၀ဆိုတဲ့ခဏသူ့ရဲ့နောက်တနေ့ဒီကကြရတယ်ဗျာဒါလေးပြောတော့ကြရတယ်အဲ့လိုကြရတဲ့အချိန်မှာသူကနေတနေ့နေ့နဲ့၃နဲ့၄နဲ့၅နဲ့၆နဲ့8နဲ့10နဲ့မှာတဲ့ဒီသုံးလုံးခွန်ကိုပြန်ရိုက်တယ်ပေါ့နော် အဲ့သုံးလုံးခုန်ရိုက်တဲ့နဲ့သူ့ရဲ့အောက်ကဒီခုနက6ထိတ်နဲ့6တုံညကွာ630ကိုအဲ့နဲ့တည်းပြန်ကြတယ်ပေါ့နော်ဟုတ်ပြီအဲ့ဒီမှာဒီသုံးလုံး5ဆိုတဲ့ကဏန်းကိုကျွန်တော်တို့ကအဲ့နောက်တဲ့နဲ့ကိုကြားတယ်ပေါ့ဗျာဒီမှာကြားတယ်အဲ့ကြားတယ်ဒီမှာလည်းဒီသုံးလုံးခုန်ရိုက်တယ်အဲ့သုံးလုံးခုန်ရဲ့အပေါ်ကဏန်းပြန်ကြမယ်ဆို900ပေါ့နော်ဒီမှာက6တုံညကွာခွန်တုံညကွာအဲ့ဒီမှာအဲ့ဒီကဏန်းကိုပြန်ကြရှိတယ်ပေါ့နော်အဲအဲ့ဒါဆိုရင်ဒီ၃လုံး၁ဒီ၃လုံး၇ဒီ၃လုံး၅ကိုတဲ့ဒီမှာကကျွန်တော်တို့ကရိုးရိုးလေး တုံညာပိတ်နဲ့ငါမလားတစ်တလုံးနဲ့ပေါ့ဒီသုံးလုံးတစ်ဒီသုံးလုံးခုဒီသုံးလုံးငါကိုရိုးရိုးကိုးပိတ်နဲ့ကစားမလားနော်ဒီသုံးလုံးခုဒီသုံးလုံးတစ်ဒီသုံးလုံးငါကိုရိုးရိုးရှစ်ပိတ်နဲ့ကစားမလားဆိုရင်သူက6 6အင်း6တစ်ရှစ်လို့ကြားတယ်ဒါဆိုရင်ထိတ်သုံးလုံးကတုံညာပါမယ်ဆို6ထိတ်ပေါ့ဗျာအဲဆိုလို့ရှိရင်သူကတော့ဒါဆိုရင်ပြန်ကြည့်အဲ့ဒီမှာဒီ၄ခါကို၄ခါလို့ထည့်တာနဲ့၄တလုံးနဲ့ဒီသုံးလုံးတစ်ကိုတစ်တလုံးနဲ့ပြင်ငါရိုက်မလား ငါးခါကိုငါးခါထည့်တာနဲ့ငါးတလုံးနဲ့ဒီတလုံးတစ်ကိုတစ်တလုံးနဲ့ပရိငါရိုက်မှာလား၆ခါကို၆ခါထည့်တာနဲ့အဲ့ဒီမှာ၆တလုံးနဲ့ဒီတလုံးတစ်ကိုတစ်တလုံးနဲ့ပရိငါရိုက်မှာဆိုရင်ဒီကနန်းပေါ့ဗျာအဲ့ကြတော့ဓမ္မကတုံညာပိတ်ပရိငါရှေ့ပေါင်းငါနဲ့ကိုပိတ်ပရိငါရှေ့ပေါင်းငါနဲ့ရှစ်ပိတ်ပရိငါရှေ့ပေါင်းငါနဲ့ဆိုရင်ရှေ့ပေါင်း6ခွန်ပေါ့နော်ငါး6ခွန်တို့ဒီမှာ6 8တက်ပေါ့နော်ဒါကတော့အဲ့ဒီခုနကတော့သူကတော့၄ပါးတဲ့ပရိငါရဲ့၅ပါးတဲ့ပရိငါ၆ပါးရဲ့ပရိငါဆိုအဲ့ကြတော့ ်တစ်တလုံးဝထည့်တော့အဲ့ကြတော့တစ်6ရှိရဆိုတဲ့ကဏ္ဍရှိတော့ဗောအဲအပိုင်ဆုံးတော့၃ညာဘိတ်၉ဘိတ်၈ဘိတ်ဆိုဒါရှိမှာဗျာလူတိုင်းသွားရင်ဗောလေထိတ်ကျိုးလုံး၁၀ထည့်တော့ဘူက၁၀မျိုးအဲ့ဒါဆို၉ထိတ်အဲ့ကြတစ်တလုံးနဲ့ဗလိ၅ထည့်တော့၉၅ထည့်ဒါရှိပြန်ရိုးရိုးသွားလို့ရှင်ထိတ်လုံး30နဲ့ဆိုတော့တက္ခ6နဲ့ကတက္ခ6 9 6ထည့်ရှိပြန်တယ် ဒါကတော့ဒီမှာကြဒီဟိုဟာပေါ့ဒါခွက်ကြဒါကလိုရင်းပြောမှန်တော့ဒီကနန်းလေးတွေပြန်ပို့တယ်ပေါ့ဗျာပြန်ပို့တယ်အပင်ကြားကတဖိန်း6 1 3 6 1ကနေဒီချိန်မှာကျွန်တော်တို့အုံညာထိပ်ရိုက်တာတုံညာထိပ်ကနေတနည်းနည်းနဲ့3နဲ့4နဲ့5နဲ့6နဲ့မှာဒီ6 6နဲ့အတက်ရိုက်တာအခုတက်တော့ဒါလိုဆွဲလိုက်မယ်အဲ့လိုရိုက်တော့အဲ့ကနေရိုက်တော့ကျွန်တော်တို့ကကြည့် ြည်လိုက်တဲ့ခါကျတော့အဲ့ဒီမှာအဲ့ရဲ့နောက်ထပ်မှာနှစ်နှစ်သုံးရဆိုတဲ့ကဏ္ဍလေးရှိလိုက်တယ်ပေါ့ဗျာနောက်ထပ်ရှိတာနဲ့အဲ့ကိတနည်းနည်းနဲ့သုံးနဲ့လေးနဲ့မှာဒီသုံးချထိတ်မှုဒီသုံးချပရိတ်လေးကဒီကဏ္ဍလေးပဲ၆၆နှစ်ကနေရိုက်လိုက်တာပေါ့နော်အဲ့လိုရိုက်ပြီးတော့ကျွန်တော်တို့ကကြည့်ရဒီကဏ္ဍကနေပြီးတော့ရည်ကြီးလိုက်တဲ့ခါကျတော့သူ့ကိုဇောင်းတန်းတော့ပေါ်တက်မယ်နော်ဒီလိုလန့်တက်လိုက်အောင်ဗျာတနည်းနည်းနဲ့သုံးနဲ့လေးနဲ့အဲဒီကနေ့ကျတော့တပင်နှစ်ပင်သုံးပင်လေးပင်ငါးပင် တပင်နှစ်ပင်သုံးပင်လေးပင်ငါးပင်6ပင်ခုနှစ်ပင်မှာ633လေးကြာရောပေါ့ဒါလေးရှိရတဲ့သူကအဲ့လိုလေးကြာတယ်အဲ့ဒီ633ကနေလို့နောက်တကသူ့ရဲ့နောက်တပင်နှစ်ပင်သုံးပင်ရဲ့ဘေးဒီက611လေးကြာတယ်အဲ့ဒီ611ကြာလိုက်တာနဲ့ကျွန်တော်တို့ကြည့်လိုက်တဲ့အခါကျသူကနေပြီးတော့ဒီအောက်က93ခွန်ဆိုတဲ့ကဏ္ဍလေးကတနည်းနဲ့နဲ့3နဲ့4နဲ့5နဲ့6နဲ့9နဲ့10နဲ့9နဲ့ခွန်ခါရအောင်မှာအဲ့ဒီကဏ္ဍလေး ကြာရောပေါ့ဗျာကြာတဲ့ခါကျတော့ဒီသုံးလုံးသုံးမလို့အဲ့ဒီမှာဒဲကြတဲ့ထောင်လာရောပေါ့ဗျာအဲ့ဒီရဲ့နောက်တနည်းချာတပင်ဒီလိုကြည့်ရအောင်နော်အဲကောင်းကောင်းမို့ကြအဲ့ဒီရဲ့နောက်တနည်းမှာတနည်းမှာအဲ့ဒီရဲ့နောက်တနည်းနှစ်နှစ်သုံးနှစ်မှာဒီသုံးဒီပရိတ်သုံးလေးပေါ့ဗျာဒီကဏ္ဍဒီသုံးလုံးသုံးကိုအဲ့ဒီသုံးကြအဲ့ဒီသုံးလုံးကြတာနဲ့ကျွန်တော်တို့ကသူ့ရဲ့နောက်တဲ့တပင်နှစ်ပင်သုံးပင်လေးပင်မှာ 816လို့ကြာအဲ816ကြာတာနဲ့သူ့ရဲ့နောက်တနက်မှာ၃ည၃ည၅ကြာတာပေါ့ဗျာဒီ816ကနေ၃ည၃ည၅ကြာတော့မယ်သူ868လို့ထောင်တာနဲ့၃ည၃ည၅ကြာတော့အဲ့ကောင်ကြာတော့ဒီကခွန်30နဲ့ကြာတဒန်းနဲ့ဖြစ်တာပေါ့နော်အဲအဲ့ဒီကနေကွက်ကြရအောင်တပင်၂ပင်၃ပင်၄ပင်ရပင်မှာအဲ့ဒီကဒီက93.9ကို93.9လို့ကြာတယ်ပြီအဲ့ဒီမှာလဲဒီ93.9ကနေဒီ3လုံး3ကြာလိုက်တယ်ပေါ့ဗျာကြာတာနဲ့အဲ့ရဲ့နောက်တစ်မှာ ဒီက9တုံညာလေးကြတယ်ပေါ့ဗျာဒါဒီလောက်ပဲပြောမယ်အဲ့နဲ့ထဲမှာတဲ့ဒါဒီလူထောင်းတာပေါ့အဲ့နဲ့ထဲမှာပင်ကြာကားမှာဒါဒီကဏန်းလေးရှိတယ်ပေါ့ဗျာအဲ့ဒီကဏန်းရဲ့နောက်တစ်နံမှာအဲ့ဒီ86လေးဆိုတဲ့ကဏန်းကြာမှာဒါကိုကျွန်တော်ကယူပြမှာပြကြတော့ပြောပြမယ်ဒါနားလေးကိုပြောပြမယ်နော်အဲ့ကဏန်းလေးရှိတယ်ပေါ့ကျွန်တော်အဲ့ကဏန်းရှိတာကိုအဲ့ကဏန်းကိုလည်းကျွန်တော်တို့မေးတာရှင်းငါးနဲ့လားမေးတာရှိတယ်အဲ့ကဏန်းလေးဗရင်ကအဲ့ကဏန်းကိုမရှိလဲရတယ်ရှိလဲရတယ် မအကနန်းရှိတယ်ဆိုဒီကနန်းလေးကဒီနဲ့ထဲကိုကြာရမှာပေါ့ဗျာဒါရှစ်လေးသုံးပေးတဲ့ကနန်းပေါ့ဗျာစောက်ချင်းပါလောဘကြီးတော့နောက်တစ်ခါလဲအဲ့ဒီလိုပဲဗျာကျွန်တော်အသေးစိတ်တင်ပြောတော့ဗျာနော်ဒီ quick spot ရွှေပုံစံမျိုးလေးကျွန်တော်ပြောတော့ဒင်းနဲ့တော့လေးငါတည်တယ်တဲ့ဆရာကန်တည်နဲ့တည်ပါရှင်ရင်လည်းရှိနေတာတော့ပြပြမှာကျွန်တော်တော့ တော့တာဝန်မဟုတ်ဘူးကျွန်တော်စေတနာပဲပြောတာကျွန်တော်ဒီမှာက6တက်တော့6တက်တော့ရလို့ကြားရတာဒီနေ့မှာ3ညထိပ်ပြန်ပြီအဲ3ညထိပ်ကလည်းဒီမှာ66နဲ့အတည့်ရိုက်လိုက်ရောနော်ဒီလိုပေါ့နော်ပရမဒါလိုပဲဒါနဲ့ဒါနဲ့နေတယ်လို့ပဲဒါနဲ့ဒါနေရောနေတဲ့ခါကျအဲ့ရဲ့နောက်တဲ့မှာဗေနာတွေ့တွေ့သူ့ရဲ့နောက်တဲ့ဒီမှာဒီကဏ္ဍလေးကြနှစ်3ညနဲ့နှစ်3ညဒီမှာကတပင်နှစ်ပင်3ပင်ခွန်3ည3อ่ะ ာမျိုးလေးဒါမျိုးလေးကြဒါမျိုးလေးကြအဲ့နှစ်သုံးချက်ကတပင်းတပင်း၃ပင်း၄ပင်း၅ပင်း၆ပင်း9ပင်းတမဲဒါလေးဒါလေး ಕೋ သုံးသုံးလေးအဲ့ ಕೋ သုံးသုံးကနေနှစ်သုံးညာသုံးအဲ့ကနေဒီမှာကဒါလေး ಕೋ တက်ကိုလေးအဲ့ဒါလေးကြကြပီယာနဲ့သူကနေသူ့ရဲ့နောက်တစ်နှစ်ပညာကိုက်မှာဒီခွန်တုံညာတော့က1 3ခွန်ဆိုတဲ့ကဏ္ဍဒီနှစ်နဲ့3နဲ့4နဲ့5နဲ့6နဲ့7နဲ့9နဲ့ခွန်ခါကြတာအဲ့ဒီကဏ္ဍ ကြာရောပေါ့ဗျာဒီကဒါကဒီကအဲလိုကြာရောကြာပြီးတော့တဲ့ကျွန်တော် တို့သူ့ရဲ့နောက်တစ်နှစ်မှာတဲ့ဘာဖြစ်လဲတစ်နှစ်နဲ့နဲ့၃တစ်နှစ်နဲ့နဲ့၃နဲ့မှာတဲ့မှာဒီ၃လေးဒါဒီလိုပေါ့ဗျာဒီကောင်နဲ့ဒီကောင်ဒီကောင်နဲ့ဒီကောင်ကြာရှာတာနဲ့အဲ့ရဲ့နောက်တစ်နှစ်မှာတဲ့ကျွန်တော်ပြောမယ်ဒါဒီနာကကြာဘယ်လိုကြီးကြိုက်တယ်လို့ကြီးအဲ့မှာ၈တက်၆ကြာ ရှစ်တချောက်ကျတဲ့သူ့ရဲ့နောက်မှာတည်းမှာ3935ကိုတဲ့686တောင်းတာအဲ3935ကဒီကခုနကခွန်သုံးတယ်လို့ပဲဒီ3935ခုနကခွန်သုံးတယ်လို့ပဲကြအဲသူကအဲ့လိုကြကြတဲ့ပြောမှာအဲ့ဒီကနေပြောတပင်တပင်3ပင်4ပင်ခုနက693ကို3 391ကြဒါနဲ့အဲ့ရဲ့နောက်မှာခွန်90ကြခွန်90ကြပြီအမှန်934ကြ934ကနေပြီးတော့4ရှစ်3ကြအမှန်ဒီချင်းခိုင်းတာ ကျွန်တော်ကဒီလိုတွေးထတာပြုဘယ်လိုကြကြပေါ့ဗျာကျွန်တော်အဲ့ဒီကဏ္ဍကိုကြတော့မယ်ဆိုရင်တဲ့ပရိငါပေါ့ဗျာဘာလို့လဲဆိုရင်ဒီနေရာမှာပရိငါထောက်တဲ့အတွက်ပရိငါအဲ့နေရာကို76ပေါ့နော်ဘာလို့လဲဆိုအဲ့ဒီပရိငါ96 90ကလည်းသူ့နောက်တဲ့ကပရိငါကိုပရိငါထောက်ပြီးမှအဲ့လိုကြပေါ့ဗျာဒီကလည်း38ပရိငါကိုဒီမှာသူ့နောက်တဲ့ကဒီ9ထောက်တာနဲ့အဲ့ဒီ9ကိုကျွန်တော်ကဆိုလိုတာပါနော် နော်ဒီငါးကိုဆိုလိုပါတယ်ဘာကြောင့်ဆိုလိုပါလဲဆိုတဲ့အခါကျတော့အဲတက်ပိတ်နဲ့ပရိတ်သုံးကြပြီပရိတ်တက်ကြတာပေါ့ဗျအဲအဲ့လိုမျိုးနော်ဒီလိုမျိုးတက်ပိတ်ပရိတ်သုံးကြပရိတ်တက်ကြပြီအဲ့ဒီပရိတ်ငါးကိုဆိုလိုတာတက်ပိတ်နဲ့ပရိတ်သုံးကြပြီဒီမှာပရိတ်ကနှစ်နှစ်ခွန်တက်ကြပြီအဲ့ဒါကို၈တက်၆ဆိုလိုတာအဲ့တော့၈တက်၆ပေါ့နော်ကြာရင်သူနော်အဲ့ဒါတော့ထပ်ပြောမယ်နော်ကိုသုံးသုံးတုံညာထိတ်၆၆နှစ်တက်ကြ သူ့နောက်နှစ်တုံညာနှစ်နှစ်တုံညာကြာကြာတာနဲ့အဲ့ကနေတနည်းနည်းနဲ့သုံးနဲ့လေးနဲ့မှဒီတုံညာပဋိဟိုတုံညာပဋိခွန်30ကြာဒါနဲ့အဲ့နှစ်နှစ်တုံညာကနေကိုသုံးသုံးစီပဋိ5ကြာပေါ့နော်ကြာပြီးအဲ့မှာကိုတက်ကိုကြာအဲ့ကနေပြီးတော့ခွန်တုံညာ3ရက်ဆောင်ကဒီက5ခွန်3ကြာ5ခွန်3ကြာနဲ့အဲ့မှာဒီ3လုံး3ကိုအဲ့ရဲ့နောက်တဲ့နဲ့မှာပါဒီကနေ့ကိုတုံညာလေးဒဲကြဒဲကြပြီးသူ့ရောက်နေအဲ့ဒီမှာ8.5 9.3 5ပို့8.6အတက်ကြအဲ့ရဲ့နောက်တက်မှာ ၃ည၃ည၅ကဒါလေးတွေ့မှကြာသူကြမယ်သူကောင်6 6ရထောင်းတယ်ပေါ့ဗျာကြာဒါနဲ့အဲ့ဒီကနေကလေးဒီမှာ9 3တက်ကြာနဲ့3 9တက်ကြာပြီးဒီမှာခွန်9တက်ကြာ9 40ကြာခုနက4 8 3ကြာအဲ့ရနောက်ကိုပြောပြတာပါနောက်တစ်ခါလဲ9 3တက်ဒီမှာ3ည8ဒီမှာ6 6နဲ့အဲ့3ည8ထိမှ6 6နဲ့က3ည8ပဲခွန်3ည3ဒါပဲကြာအဲ့နောက်တစ်နေ့ဒီကောင်ကြာတာနဲ့တပင်းတပင်းမရီတော့ပါဘူး9 3 3 9 3 3မှာ9 1 1 အဲ့ကနေပြီးတော့ကျွန်တော်တို့ဒီမှာသူ့ရဲ့ခုနကဆိုဒီကနန်းလေးကဒီကြခွန်ကားရဲ့နောက်အဲ့နဲ့အဲ့ရဲ့နောက်တနည်းမှာဒီခုနက3ကိုဒီမှာ3.9ကိုလေးတဲကြအဲ့နောက်နဲ့8တဲ့6ကြ6တောင်ကြာနေသူရောက်တဲ့900 3ညတောင်ညာ6 6အဲ့တောင်ညာ3ညာ5ဒီမှာ9 3ညာ3ကြာမှကြာတာဗောနော်အဲအဲ့ရနောက်မှာအဲ့လိုဖြစ်တော့ဒီ6တောင်6ပါးမှာ3ခုန3 9 3ကို3 9တက်ကြာတာဗောနော်အဲ့ခွန်တဲ5ကြာ5ညာ4ကြာအဲ့ကနန်းကဒီမှာကြာတယ်အဲ့ဒါကျွန်တော်ကယူတာ တ်ပိတ်ပရိတ်သုံးကြရပြီပရိတ်တက်ကြရပြီကျွန်တော်ကဒီငါဒီငါရဲ့ဆောင်ကအဲ့ဒီငါကိုဘာလို့အကနန်၃၈၄ရလဲသူ့ရှစ်တကငါကိုကျွန်တော်ကြခဲ့တယ်လားပေါ့ဗျာဒီလိုဆိုလို့တာ၈၆ဒီမှာလဲတက်ပိတ်ပရိတ်သုံးရတော့မှပရိတ်တက်ရိုက်ပြီးတော့ဒီမှာငါထောက်တဲ့အတွက်ပေါ့ဗျာဒီမှာလဲအကနန်သူ့ရှစ်တကနန်ကိုဆိုလို့ရတယ်အဲ့ဒါ၈၆နော်အဲ့ကြိုက်နေဖို့အဲ့ခုနကခုနရပြန်ကြကဲတလောက်ပဲဗျာရှားနေရင်ကြည့်ရလို့လေး ချိန်လဲကုန်တယ်ဘေးလဲကုန်တယ်နော်